ဈေးရောင်းတဲ့သူတွေဆိုင်ဖွင့်တဲ့သူတွေအွန်လိုင်းလုပ်မဲ့သူတွေဒီဗီဒီယိုကမကြည့်ချင်နားမထောင်ချင်လဲဆောင်းအောင်နားထောင်ရမယ့်ဗီဒီယိုဟုတ်တယ်ဒီဗီဒီယိုမှာဝီခါမေကွန်းနှစ်ခုမေးမယ်အဲဒီမေကွန်းနှစ်ခုကိုအခြေခံပြီးတော့ဝီခါပြောသွားမယ်ပထမတစ်ခုဒီလောက်ကြီးစီးပွားရေးချက်ဒီစီးပွားရေးလောက်ရတာခက်ခဲတဲ့ခင်မှာဘာဖြစ်လို့အွန်လိုင်းကိုမလုပ်တာလဲနံပါတ်1အွန်လိုင်းလုပ်လို့ရှိရင်ဘယ်ကနေစရိုက်ရမယ်ဘယ်ဟာဘယ်ဗီဒီယိုစရိုက်ရမယ်မသိဘူးဒီရဲ့မေကွန်းနှစ်ချက်ပထမအဆုံးပြောမယ်ဒီကိုရိုက်လိုက်တယ် ပထမတည့်ရမှာဝေခါ online ဆောက်လုပ်မယ်ဗီဒီယိုတပုတ်ရိုက်လိုက်တယ်အဲ့ဒီဗီဒီယိုတပုတ်က view တရာလူအယောက်တရာကဒီနေ့နေ့ကိုကြည့်လိုက်ပြီးကိုကရက်30ကိုအပုတ်30ပြည့်အောင်ရိုက်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီရက်30အတွင်းမှာတရက်ကိုတရာဆိုရင်ရက်30ဆိုအယောက်3000ကကိုကအိမ်ထဲမှာနေပြီးမှဖုန်းတစ်လုံးနဲ့လူအယောက်3000ကနေ့ကိုတိသွားမယ်အဲ့ဒီ3000ထဲမှာနေ့ကိုချစ်တဲ့သူနေ့ကိုလက်ခံတဲ့သူတွေကနေပြီးတော့နေ့စဉ်ကနေဈေးဝယ်မယ်အဲထားလိုက်ပါတော့9ယောက်ကနေ10ယောက်မများမပြောဘူးအဲ့ဒီ10ယောက်ကတော့ဒီဗီဒီယိုကနေပြီးမှရလာတဲ့ကစတမာလေမဟုတ်ဘူးလားကိုကအိမ်မှာနေပြီးမှ လွယ်လွယ်ကူကူနဲ့ကိုယ့်ရဲ့ customer ကိုရှာဖွေလို့ရတယ်။ဘာဖြစ်လို့ဒီဟာကိုအခုချိန်ထိမလုပ်ကြသေးတာလဲ။ပြီးလို့ရှိရင် number 1 video ရိုက်တဲ့လူကအခုခေတ်ကအရင်များနေပြီ။အခုငါအခုမှငါတို့စလုပ်လို့ရှိရင်ငါတို့နောက်ကျသွားပါပြီ။ငါတို့ပေါက်မှာမဟုတ်ပါဘူးလို့အဲ့လိုမျိုးပြောရအောင်။ဒီ video တပုတ်စရိုက်ကြည့်ပြီးလား။ပြီးလို့ရှိရင်နေ့တိုင်းနေ့တိုင်း video တပုတ်တပုတ်ရက်ပေါင်း30တနည်းပြည့်အောင်ဒီ video ရိုက်ကြည့်ပြီးလား။အရင်များပြီနောက်ကျသွားပြီလို့ပြောတယ်ကဲဟုတ်ပြီအဲ့ဆိုစဉ်းစားလိုက်ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာ online လုပ်တဲ့အဲ့ဒီ online လုပ်တဲ့လူတယောက်က ဘယ်လိုပြောမလဲရေရှည်လုတ်ပြီးမှခံပြီးတော့အောင်မြင်နေတဲ့သူတွေ့လာပြောလိုက်တယ်ပြောလိုက်ရင်ကတော့အော်အရင်များနေပြီနောက်ကျပြီဒါပေမဲ့ကိုပဲဝင်ချင်မှာတော့မဒီ online လုတ်တဲ့လူဆိုတာလက်ချိုးရည်လို့ရတယ်မဟုတ်လားကဲစဉ်းစားကြည့်ဒီ video online လုတ်တဲ့လူကတရရခိုင်နှုံးမှာ60ရခိုင်နှုံးက online မလုတ်ကိုမလုတ်နိုင်ဘူးအဲ့ဒီထဲမှာကိုကနေ့တိုင်းနေ့တိုင်းလုတ်ပြီးတော့စမ်းပြီးတော့လုတ်ကြည့်မယ်ဆိုရင်အဲ့ဒီ channel 10ရခိုင်မို့ ကြံတဲ့ဆယ်ရံခိုင်နှုန်းမှာကိုပါမယ်။ဘာဖြစ်လို့ဝီခါဒီညဒီဗီဒီယိုလောက်ရလဲဆိုလို့ရှိရင်ဝီခါဒီ9လပိုင်းမှာဆိုလို့ရှိရင်ဒီ online လောက်တာတနေ့နေ့တိုင်းနေ့တိုင်းဗီဒီယိုအနည်းဆုံးတစ်ပုတ်ကနေနှစ်ပုတ်တင်ချင်းအားဖြင့်ရလာတဲ့ဝီခါရဲ့အကျိုးရလက်ကိုအခုဗီဒီယို အခုဗီဒီယိုကြည့်နေတဲ့ week ရဲ့ကြည့်ရှုသူတွေကိုလည်း week လိုမျိုးရလက်မျိုးကိုရစေချင်တာဖြစ်တဲ့အတွက် week ဒီဒီဗီဒီယိုကိုလှုပ်လိုက်ချင်းဖြစ်တဲ့ online ကိုလူကြီးလူငယ်ကလေးမရွေးအကုန်လုံးအခုခေတ်က online ဖြစ်ဖြစ်တဲ့ online နဲ့ပဲအလုပ်လုပ်ရတယ် online နဲ့လူတွေတိတယ်ပြီးလို့ရှိရင် online ကနေပြီးမှလူတွေကကိုယုံကြည်စိတ်ချပြီးတော့အလုပ်တွေအများကြီးလှုပ်လို့ရတာဖြစ်တဲ့အတွက် အားလုံးလူကြီးလူငယ်မရွေးကလေးအကုန်လုံး online လုပ်ဖို့ပြီခါဒီကနေဒီမှာတိုက်တွန်းတဲ့အခုမှ online စလုပ်မယ်ပြလို့ရှိရင်ဘယ်ကနေစလုပ်ရမှန်းမသိဘူးကိုမေးချင်တဲ့မေးခွန်းတစ်ခုခုရှိတယ်ဆိုလို့ရှိရင် comment မှာခြံရေးခဲ့ပါဝီခါဒီတလောက်တက်တလောက်ဝီခါဒီအခုဒီ online ဆောက်လုပ်တော့မယ်ဆိုလို့ရှိရင်တချို့တွေကကြတော့ဘာမှမလုပ်ခင်မှာပတ်စံအများကြီးအရင်သုံးလိုက်တယ်ဘာတင်တန်းဟိုကြီးကြီးတန်းမေးကမကတင်တင်တန်းဘာညာတင်တန်းအဲ့ဒါတွေမလိုဘူးအခုခေတ်လူတွေလိုအပ်နေတာကတကယ်တကယ်ဘယ်လိုပြောမလဲအရှိကိုအရှိအတိုင်း ရိုက်တာပဲလိုချင်တယ်ဘသူမှဟန်ဆောင်ပြီးလိမ့်နေတဲ့ဗီဒီယိုတွေဘသူမှမကြည့်ချင်ဘူးကိုကိုအရှိအရှိအတိုင်းလူတွေကိုချပြပါဥပမာထားလိုက်ပါတော့ကိုကစားတော့ဆိုင်ဖွင့်နေအဲ့ဆိုဒီစားတော့ဆိုင်မှာဒီနေ့ကတော့ဒါမျိုးတွေချက်ပါတယ်လုံးဝရိုးရိုးရှင်းရှင်းပဲပြီးလို့ရှိရင်ဘလောက်ချီလက်ဆက်ပါတယ်ပြီးလို့ရှိရင်လူတွေပိုက်မနာအောင်ဘလို့ဘလို့ချက်ထားပါတယ်ပြီးလို့ရှိရင်အချိန်မီချက်ထားတယ်လူတွေကိုကိုကဈေးရောက်နေဒါပေမဲ့လူတွေကိုကူညီတဲ့အရာဖြစ်ရမယ်ပြီးလို့ရှိရင်အရင်ချက်နည်းလေးတွေတင်ပေးတယ်အရင်ရိုးရှင်းတဲ့အရာအရှိအရှိအတိုင်းလေးချပြမယ်ဆိုလို့ရှိရင်နေ့တိုင်းဗီဒီယိုကွာနေ့တိုင်းနေ့တိုင်းလူတွေရဲ့မျက်စိအောက်ကနေမပြောက်ဘဲနဲ့တင်မယ်တင်ချ င်းအားဖြင့်လူတွေကကိုယ်ကိုလက်ခံလာမယ်။အော်ဒီတယောက်ဟာလုံနေတာကိုနဲ့လည်းနီးတာပဲ။အော်စမ်းစမ်းစားကြည့်မယ်။ဒါမျိုးတွေဖြစ်လာတယ်။လူတွေရဲ့စိတ်ဝင်စားမှုတွေရလာတယ်။ကိုကအိမ်မှာပဲနေဆိုင်ကြီးထိုင်စားအောင်ပြီးမှထိုင်ဧည့်သည်လာမှာကိုစောင့်ရမယ်ခင်မဟုတ်တော့ဘူး။အဲ့ဒါကြောင့်မလို့အလုံး online လုပ်ဖို့ဝီခါဒီကနေပြီးတော့တိုက်သွင်းတယ်။ဝီခါအခုခုနှစ်လပိုင်းမှာဆိုရင်ဒီ online TikTok လောက်တာတစ်နှစ်ပြည့်သွားပြီ။ဒီတစ်နှစ်မှာလည်းဝီခါဒီအကျိုး အကျိုးရလက်ရတင်ရထိုက်တလောက်ရတာဖြစ်တဲ့အတွက်လူငယ်တွေအားလုံးကိုရစီချင်တယ်လှုပ်စီချင်တာဖြစ်တဲ့အတွက်ဒီခါဒီဗီဒီယိုနဲ့အနှဲငယ်များအားပေးစကားပြောလိုက်ပါတယ်ဗီဒီယိုဆက်လုပ်မဲ့လူငယ်တွေအကုန်လုံးလုံးဝအားမလျှော့ပါနဲ့ဒီနေ့မနေ့ကျင်သုံးနှစ်ရက်သုံးရက်ပဲဗီဒီယိုရက်ရိုက်ပြီးမှလက်မလျှော့လိုက်ပါနဲ့အနည်းဆုံးအချိန်တစ်နှစ်6လတစ်နှစ်ထိစူးစမ်းကြည့်ပါရလက်ကောင်းကောင်းကိုရမယ်ဆိုတာလုံးဝအားမခံပါနဲ့ရှင်